်မင်္ဂလာပါရှင်ကျမကတော့ချေချိုဆက်မ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် ချင်းပြည်နယ်ဖလန်းမြို့မှာချင်းပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့နေ့စဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးတာရှိသလိုအရှင်ဖမ်းမိထားသူတွေလည်းရှိတယ်လို့ချင်းညောင်တပ်ဖွဲ့တွေစီကနေသိရပါတယ်တိုက်ပွဲမှာချင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကတပ်မဟာမှူးတအူးနဲ့ PDF ရဲဘော်တအူးတို့ကြာဆုံးခဲ့ကြတယ်လို့လည်းချင်းအမျိုးသားကောက်ွယ်တပ်မတော်ပြန်ကြားရေးတာဝန်ခံကပြောပါတယ်ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့မှာ တိခရမလဆနေကနေ၁၄ရက်အထိတောရတာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းချင်းညင်အောင်တပ်ဖွဲ့ဝင် CNO CNDF တမဟာမှုစလိုက်ဂျုံ KC နဲ့ ZFU PDF ဆိုလန်းကရဲပေါ်ဇန်းကိမ့်မုံခေါ်မှုန်ပြီးတော့ကြာဆုံးခဲ့ရတာဖြစ်ပြီးမလ16ရက်အထိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့လဲဆိုပါတယ်ရှင်။ အာရခတက်တော် AA ကဖန်ဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား26ယောက်ကိုပြန်လွှတ်ပေးလိုက်တဲ့အကြောင်း BSS News သတင်းတပုတ်မှဖော်ပြပါရယ်ဘင်္ဂလားဒေ့ရှ်နေကြာဆောင်တဲ့ BGB တက်ကနက်တက်ရင်ရဲ့ညှိနှိုင်းမှုနဲ့မလ15ရက်မိုးလယ်ပိုင်းမှာပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီးဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ကတက်ကနက်မြန်မာကူတန်းသွားလာရေးစိတ်ခံတရားကိုပို့ဆောင်ပေးခဲ့တယ်လို့ဒုတိယဗိုလ်မှူးကြီးအာရှိကာရာမန်ကပြောပါရယ် ဲ့ဒီငါဖန်သမားတွေဟာအုတ်စုအသီးသီးနဲ့ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲမှာတရားစီသူတို့ရဲ့လေတွေနဲ့ငါဖန်ကြရင်မြမရေပိုင်နက်ထဲကိုအမှတ်မထင်ပဲကျူးကျော်ဝင်ရောက်မိချိန်မှာ အေအေကဖန်စီခဲ့တာလို့သူကပြောကြားခဲ့ပါတယ်ရှင်။ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလို့သမားတွေအနေနဲ့တကြံကာလအတွင်းနေရပြန်ရင် re-entry အဝင်အထွက်တုံ့ထုဆရာမလို့ပဲပြန်နိုင်တယ်လို့ထိုင်းအစိုးရကထုတ်ပြန်ထားပါတယ်။ Morris ကပြောပြပေးမှာပါရှင်။မြန်မာ၊ကမ္ဘောဒီးယား၊ Vietnam နဲ့ Laos နိုင်ငံတွေကရွှေ့ပြောင်းအလို့သမားတွေဟာတကြံကာလအတွင်းနေရပြန်မယ်ဆိုရင် re-entry အဝင်အထွက်တုံ့ထုဆရာမလို့ပဲပြန်နိုင်တယ်လို့ထိုင်းအလို့သမားဝန်ကြီးဌာနကထုတ်ပြန်ထားတာပါ။နှစ်နိုင်ငံကြားဆက်ဆံရေးပုံမှုကောင်းမွန်စေဖို့ ။တကြံကာလမိသားစုဝင်တွေနဲ့အတူရိုးရွာပွဲဝင်နှွှဲမဲ့ရွှေပြောင်းလုံတမားရဲ့အနေနဲ့အိမ်ပြန်ကုန်ကြစိတ်တက်တာစေဖို့ယူရထားတာဖြစ်တယ်လို့ထိုင်းလုံတမားဝန်ကြီးကဆိုပါတယ်။ထိုင်းရောက်မြန်မာရွှေပြောင်းလုံတမားတွေကတော့လက်ရှိမြန်မာနိုင်ငံရဲ့စစ်မှုထမ်းဥပဒေကြောင့်နဲ့ကိုအရက်ဒေတာကတိုက်ပွဲတွေကြောင့်တကြံကာလပိတ်ရက်ကိုအိမ်မပြန်ပြစ်ဖို့များတယ်လို့ TPP ကပြောပါတယ်။လုံတမားတွေအများစုကတော့ဒီနေဆက်ဒေတာကအထဲမှာရောက်နေတဲ့ဒီအလုပ်သမားတွေကပြန်မဲ့လူတွေကနည်းမဲ့နေသူတွေအခုလိုလဲဆိုရင်တော့အဲ့ဒီစစ်မှု ဟန်ဥပဒေကြောင့်ဒီမှာအဲ့အရွယ်အဒီ90အောက်ကလူငယ်တွေကတော့မပြန်ကြဘူးလို့တော့ပြောတာတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဟိုဒါပေမဲ့အသက်90အထက်တော့မြန်မာနိုင်ငံကိုပြန်မဲ့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ဧပြီလ1ရက်မှမေလ15ရက်အတွင်းတာ re-entry တုံးထုစရာမလိုမှဖြစ်ပြီးအဲ့ဒီထက်နောက်ကျမှပြန်ဝင်လာမဲ့အလုပ်သမားတွေကတော့အရင်လိုပုံမှန်စည်းကမ်းအတိုင်းတုံးထုဂိမ်းဝင်ထွက်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။ လက်ရှိထိုင်းနိုင်ငံမှာတရားမဝင်နိုင်ငံသားသားဖမ်းဆီးဆစ်ဆီးအရေးယူနေတဲ့စီမံချက်အရှိန်ပြင်းနေတဲ့အချိန်မှာအခုလိုထုတ်ပြန်ချက်ဟာမြန်မာရွှေပြောင်းအလုပ်သမားတွေအတွက်အိမ်ပြန်စရိတ်တက်တာပေးမဲ့လေမြန်မာပြည်တွင်းမှာလူငယ်တွေပေါ်တာဆွဲခံနေရတဲ့သတင်းတွေကြောင့်မြန်မာရွှေပြောင်းအလုပ်သမားတွေဟာမပြန်ဖို့ဆုံးဖြတ်ထားကြတယ်လို့ဆိုပါတယ်ကျွန်တော်အဓိကဆိုရင်တော့ကျတော့ဒီပြည်တွင်းပြန်ဝင်သွားပြီးွားလို့ရှိရင်ဒီပြည်ပ ပြန်ထွက်ဖို့အတွက်ရမရဘူးအဓိကစိုးရိမ်တာပါပြီးတော့ကျွန်တော်ပြန်မယ်မြို့မှာလည်းစစ်မှုထမ်းဥပဒေအရထုတ်ထားတော့ဒီမြို့မှာရှိတဲ့လူတွေတော်တော်များလည်းဒီ people ထွက်ဖို့ပဲစ조사နေကြတာဆိုတော့ကျွန်တော်အနေနဲ့ဒီလာမယ့်တစ်ချိန်မှာတော့ဟိုမြန်မာပြည်ပြန်ဖို့တော့စီစဉ်တော့မရှိပါဘူးဟိုအဓိကတော့ပြန်တော့ပြန်ကျင်ပါတယ်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့အခြေအနေကြောင့်ဟိုစိုးရိမ်လို့မပြန်ပြည့်တဲ့သဘောပါပဲဗျာ ထိုင်းမှာနေထိုင်ခွင့်အထောက်အထားမရှိလို့ name list အမည်စရင်တင်သွင်းထားတဲ့လူသစ်တွေအနေနဲ့လည်းဒီ match လ30ရက်အပြီးအလုတ္တမမှတ်ပုံတင်ကပ်ပြုလုပ်ထားကြဖို့အလုတ္တမဝန်ကြီးဌာနကနှိုးဆော်ထားပါတယ်။ပြီးခဲ့တဲ့တစ်လအတွင်းမှာထိုင်းမှာတရားမဝင်နိုင်ငံသားသားဖမ်းဆီးစစ်ဆေးရေးယူနေတဲ့စီမံချက်ကတစ်လအတွင်းမြန်မာအလုတ္တမတပေါင်းနီးပါးအဖမ်းခံခဲ့ရပါတယ်။ကျွန်တော် Morris ပါ။ ဒဲငင်းချင်းရဲ့သဘောတူညီချက်မှာမဆိုယူကရိန်းကိုနေတိုအဖွဲ့ဝင်ဖြစ်ခွင့်မပေးရနဲ့ဗမလာနိုင်ငံအဖြစ်ဆက်ရှိနေစေရဆိုတဲ့အမကန်ချက်တောင်းခံသွားမှာဖြစ်ကြောင်းရုရှားနိုင်ငံသားရဲ့ဒုဝန်ကြီးကပြောကြားလိုက်ပါတယ်။ဒီအမခန့်ချက်ရဲ့တစိုက်တေသအနေနဲ့ယူကရိန်းဟာဗမလိုက်စင်တန်တဲ့နေရာမှာဖြစ်ပြီးနေတိုမှမိတ်ထဲဝင်ရောက်ဖို့ကိုညှိပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ရှေ့ရက်တွေထဲယူကရိန်းကိစ္စဆွေးနွေးဖို့ရှိနေချိန်မှာဒီမှတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ခေါင်းဆောင်အုပ်ဆွေးနွေးမှုမှာ အပြစ်ခတ်ရက်စရဲကိုအရင်ညှိနှိုင်းဖို့ရှိနေပါတယ်။ရက်30ကနအူအပြစ်ရရဲ့ရုရှားကိုအဆိုပြုဖို့အမေရိကန်နဲ့ယူကရိန်းသဘောတူထားပါတယ်။အပြစ်ရပြီးရင်ငြိမ်းချမ်းရေးအတွက်ဖြစ်ကြရမယ့်ပုံစံကရုရှားတင်ထားတဲ့ယူကရိန်းနယ်မြေတွေအရေးဖြစ်ပါတယ်။ ရုရှားဟာယူကရိန်းနဲ့မြေငါးပုတ်တပုတ်အထိထိန်းချုပ်ထားတာဖြစ်ပါတယ်ရှင်။ရှီမေမှာအီရန်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ဟူတီတပုံတွေသူတို့ရဲ့စစ်စေးရေးမစွန့်လွှတ်ရင်ဆူဆူဝါးဝါကြုံတွေ့ရလိမ့်မယ်လို့အမေရိကန်သမ္မတကပြောကြားလိုက်ပြီးစစ်စေးရေးကိုစတင်ဆင်နွှဲနေတာပါ။စနေနေ့ကထုတ်ပြန်တဲ့ရုပ်သံထဲမှာအမေရိကန်စစ်သင်္ဘောဘော်ကနေမစ်ဆိုင်ဒုံးကျည်တွေပစ်ခတ်ပြီးတိုက်ခိုက်နေတာကိုမြင်တွေ့ရပါတယ်။ တရုတ်တံကိုဘယ်အချိန်နဲ့ပင်ရမှာလဲဆိုတာကိုတော့ writer ကစစ်စစ် အတိမပြုနိုင်သေးပါဘူး။ဟူတီတပ်ဖွဲ့တွေဟာယမင်နိုင်ငံနေရာအများစုကိုဆယ်စုနှစ်တခုကျော်ထိန်းချုပ်ထားတာဖြစ်ပါတယ်။2023နိုဝင်ဘာကစလို့ကာယိုရန်ကဖြတ်တန်းသွားလာနေတဲ့ကုန်သွယ်ရေးသင်္ဘောတွေကိုတိုက်ခိုက်လာခဲ့တာပါ။ဟူတီတွေဟာအမေရိကန်စစ်သင်္ဘောတွေကို154ကြိမ်ကုန်သွယ်ရေးရင်တွေကို145ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ပင်ဒီဂိုစစ်ဌာနချုပ်ကထုတ်ပြန်ပါတယ်။ ဟူသီတွေကတော့တိုက်တက်ခိုက်မှုတွေဟာဂါဇာကမ်းမြောင်ကအစ္စရေးဟာမတ်စစ်ပွဲမှာပါလက်စတိုင်းတွေဘက်ကယက်တီကြောင်းပြသတာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ရှမေနိုင်ငံနေရာအများစုကိုထိ ंछ ုပ်ထားနိုင်တဲ့ဟူသီအဖွဲ့ရဲ့ကြောထောင်းနောက်ခံဖြစ်တဲ့အီရန်အနေနဲ့လည်းအဖွဲ့အပေါ်ပံ့ပိုးမှုတွေချက်ချင်းရပ်ဆိုင်ရမယ်လို့ထရမ်ကသတိပေးလိုက်ပါတယ်။ အကဲရွေသာအီရန်က အမေရိကန်ကိုချိတ်ချောက်မယ်ဆိုရင်အပြစ်အဝတာဝန်ယူရမှာဖြစ်ပြီးသဘောကောင်းနေမှာမဟုတ်ဘူးလို့ပါထရမ်ကဆိုပါတယ်ရှင်ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆန်ပါရှင်